မင်္ဂလာညချမ်းလေးပါခင်ဗျာယနေ့ညတင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးဆရာအောင်လေးညတရာရေးသားထားတဲ့အောင်လမ်းမင်းနေဆိုတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုပြောပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပြကြပါအောင်ခင်ဗျာဇာတ်လမ်းလေးမစခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးဘေးနားခေါင်းလောင်းလေးကိုနှိပ်ပေးဖို့တောင်းဆိုပါရစေခင်ဗျာညမောင်ကလည်းကြီးစိုးနေပြီတကောင်ကျော်လို့ငှက်ဆိုးတွေကလည်းထိုးနေလိမ့်ပြီထိုးအချိန်မှာတော့ ကျောင်းဖြူရွာလေးရဲ့လေကင်းထဲမှာတော့ပညာသင်များပညာပြိုင်ရတဲ့လူကြီးတယောက်ရဲ့ရည်တန်းတင်ညာတစ်ခုလုံးကို ဖုံးလွှမ်းသွားတဲ့ဘလို့လဲဆုံးထင်းတဲ့ဆုံးမရဲ့နင်းတို့ပညာဒါကုန်ပဲလားထို့အချိန်မှာဆုံးမကနင်းကငါတို့ရွာကိုလည်းလာသေးတဲ့ငါတို့ကိုလည်းစော်ကားသေးတဲ့ငါတို့ပညာမကုန်သေးဘူးဟဲ့ဒီမှလာပြီငါတို့ရဲ့နောက်ဆုံးဆက်ခံပြီးတော့လို့ပြောပြီးတော့ဆုံးထင်းတဲ့ဆုံးမကလဝါနှစ်ဖက်ကိုပူးကား အယောင်တွေထွက်လာပြီးခုနကစကားပြောနေတဲ့လူကြီးစီပြစ်လိုက်တယ်။ထိုလူကြီးကတတ်တာရရပဲလာတဲ့လင်းနှန်းကြီးကိုလက်နဲ့ပုတ်ထုတ်လိုက်တဲ့ဟာဟာကဲနေနိုးလဲပြီးရင်ငါလဲဘောလို့ဆိုကအမဲရောင်စက်တန်းကြီးနဲ့ပြစ်လိုက်တယ်။ဆုံထင်းနဲ့ဆုံးမလဲမကာနိုင်ပဲအသက်ပျောက်သွားလေရောတဲ့ဟာဟာဘေးရမလဲကွာကဝေရာစာမောင်များတယ်ကွာလို့သဘောကျသွားရည်နေလိုက်လေတဲ့ထိုချိန်မှာတင်းညိုင်းထဲကတစ်ပင်ကြီးတစ်ပင်ရဲ့အနောက်မှာကောင်းလေးတယောက်ရဲ့ငိုတံကိုကြားလိုက်ရတယ်။ အဲ့ဒါကတော့အခုဖြစ်ပျက်ကိုမြင်လိုက်ရတဲ့စုံထင်းနဲ့စုံမတို့ရဲ့တာလီမင်းနေပါပဲ။ကောင်လေးကလေသူ့အဖေနဲ့မိကိုတတ်တဲ့လူရဲ့မျက်နှာကိုတည်တည်ချာချာမှတ်ထားလိုက်တဲ့သူကြည့်လာရင် ပြန်လည်စားချင်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပေါ့။ကလေးကလေအဖေနဲ့မိတီတာကိုမြင်ပြီးဝမ်းနဲ့ကြည်ကစားတင်းညိုင်းတဲ့ကထွက်သွားလိုက်တယ်။ထိုအချင်းရကိုကဝေရစာမောင်များဆိုတဲ့သူက မတိလိုက်ပါကြီး။သူ့အဖေနဲ့မိတီတော့မင်းနေရင်တမ15နှစ်သာရှိသေးတယ်။တနည်းကြရင် သူ့ဖေနဲ့အမေတို့ကလစားချေမယ်ဆိုတဲ့စိတ်နဲ့တယောက်တည်းခြေဦးတရာထွက်လာတဲ့လူလေမင်းတင်ရဲ့နောက်မှာအဖိုးကိုတယောက်ရဲ့ခေါ်တန်းကိုကြားလိုက်ရတယ်။မင်းတင်လက်ကြည့်လိုက်တော့ထိုပိုးကိုမင်းတင်အားလူလေးစီမှာစားစရာလေးပါလိမ့်များမပါဘူးလားကွယ်။အဘပိုက်စားလို့ပါကွယ်။တုံညီနေတော့အတန်နေပြောတော့ကြောင်းတနာကအိတ်ထဲမှာရှိတဲ့ထမင်းတုံးနဲ့ရေဘူးကိုပေးလိုက်တယ်။ထိုခါအဖိုးကမှတာတို့တာတို့တာတို့ပါကွယ်။ အခုလိုအဘကိုထမင်းတုံးနဲ့ရေဘူးလှူတဲ့အတွက်ဖုံးကြီးလိုအသက်ရှည်ပါစေလိုတိုင်းတာတာတိုင်းရပါစေကွယ်ပေးတဲ့ဆုနဲ့ပြည်ပါစေပါအေးကွယ်ဒါနဲ့လူလေးကဘဲကလာတာလေကွယ်မင်းနဲ့လေသူကြုံတွေ့ခဲ့ရတာတွေကိုအဘကိုပြောပြလိုက်တော့တဲ့ထိုခါဘာမှဩလူလေးဘွားကလည်းတယ်လဲဆိုးပါလားကွယ်ဟုတ်ပါတယ်ဗျရင်ကျွန်တော်ဘွားတော်ဆိုးပါတယ်ပြီးတော့ကျွန်တော်ရဲ့အဖေနဲ့မိကို တတော်တဲ့လူကိုပြန်တက်ရမှကျွန်တော်ကျင်းတတ်မှာပါ။အေးကွယ်အညိုဒီအာနာဒတွေကလည်းမသေးပါလားကွယ်ဒါလည်းဝီကျူတစ်မျိုးပေါ့ကွယ်ကျွန်တော်ဖေရဲ့အမိကိုတတော်တဲ့အဲ့ဒီလူရုံမာကိုကျွန်တော်ရသမျှပညာသင်ပြီးတတ်မယ်။လူလေးအောင်လန်းပညာသင်ငင်လားလူလေးဘယ်နဲ့ပြောလိုက်ပါလဲအဖရေသင်ငင်တာပေါ့။အေးကွယ်လူလေးသင်ငင်ရင်အဖသင်ပေးမယ်။အဖတကယ်ပြောရလားဗျ။တကယ်ဘောကွယ်ဝမ်းသာလိုက်တာအဖရေ။ မင်းတင်လေလက်စားချီရတော့မယ်ဆိုတဲ့စိတ်နဲ့ပြောနေတယ်။တွေးကြသေးတာပေါ့။ကဝေစုပ်ရဲ့ဟုဆိုကကျိန်းနေလေတဲ့။ပညာကဒီညတင်ပေးမှလားဗျ။အေးဟုတ်တယ်ကွယ်။အဘဒီညလူလေးကိုတင်ပေးမယ်။ထိုးအချိန်မှာမင်းတင်လေချွေးထွက်တော့ကြောင့်အင်းကြီးချွတ်လိုက်တဲ့။ထိုးကားဘမှမင်းတင်ရဲ့ဘမှစာတန်းနေအားတွေးသွားလေတဲ့။ထိုးကားအဘအံဟော၍မျက်လုံးပြူးသွားလေတဲ့။ဟင်းတကြားတဆောင်ကားတာ။ကဲ ဇလန်းကတော့ဒီလောက်ပါပဲအပိုင်းတည့်ရဲ့အဆက်မှာအဖိုးကိုတွေ့တဲ့မင်းတင်ရဲ့ရင်ဘတ်ကစာတန်းကပါလေပြီးတော့မင်းတင်ရဲ့ပညာသင်ကန်းနဲ့တရားသက်ဆောင်ခါရာရဲ့တမိုင်းကြောင်းနဲ့အတူအဘကမင်းတင်ရင်ဘတ်မှာစာတွေကိုအန်အော်ဒကြီးကြည့်နေတဲ့မင်းတင်လည်းအဘအခုလိုပြုံးသားကြီးဖြစ်သွားတော့ကြောင့်လန့်အောင်လန့်သွားတယ်မင်းတင်လည်းတို့ရင်ဘတ်ကစာတွေကဘာများဖြစ်လို့လဲသိကျင်တော့ကြောင့်မေးလိုက်တယ်အဘ ကျွန်တော်ရင်ဘက်ကစားတွေကဘာဖြစ်လို့လဲဗအဘကမင်းနဲ့မိတာကိုပြန်မဖြစ်ပဲဂါရာအအောင်စိုက်ကြည့်ပြီးမင်းနဲ့ကို ပြန်မိတယ်လူလေမင်းကိုဒီဂါရာဘသူထိုးပစ်လိုက်တာလေမင်းနဲ့လေတို့ရင်ဘက်အားပြန်ကြည့်ပြီးဖြေတယ်တောင်းငယ်တုန်းကအမင်းနဲ့အဖေကိုမေးကြည့်တော့မွေးကလေးကပါတာတဲ့ဟေးဟေးမွေးကလေးကပါတာဟုတ်လားဟုတ်ကဲ့ပါဘာဖြစ်လို့လဲအဘမင်းနဲ့ကိုကြည့်ပြီးပြုံးနေလေတယ်ပြီးမှမင်းနဲ့ကို လူလေးကလူထုဆန်းပဲကွယ်ဘာဖြစ်လို့လဲဗဘာဖြစ်လို့လဲဆိုတော့လူလေးရင်ဘက်ကကားတာကတကြားမင်းရဲ့လက်သုံးတော်ကားတာပဲကွယ်အဲ့ဒီကားတာကို သူရနဲ့တွေ့နတ်ဆိုးဘီလူ အောက်နဲ့ဖြစ်တဲ့အတွင်း38မင်းအပြင်38မင်းအရန်30မင်းစတဲ့ပုံကိုတွေကကြောက်ကြတယ်ကွယ်မင်းနဲ့လေထိုးကားတာကြောင့်သိကျင်တော့ကြောင့်အဖါကိုမေးမြန်တယ်အပါဒီကားတာအကြောင်းကိုကျွန်တော်ကိုရှင်းပြပါလား ေးကွယ်လူလေးသိရင်တော့ပြောပြပါမယ်ကွယ်မှတ်ချက်ဤဂါရာ၏တမိုင်းကြောင့်အကျွန်တော်ဖတ်ပူးသောဆောင်းမှာကောက်နှုတ်တင်ပြခြင်းဖြစ်တဲ့စာဖတ်သူတို့ဖတ်ပူးသောတမိုင်းကြောင့်နေအနှဲငယ်ကွယ်လဲချော်မှုရှိသောနားလေပြပါရန်မေတ္တာရက်ခံအပ်ပါれယုဒနာ7400မြင့်ရှိသောမြင့်မို့တောင်ကြီးအလဲတွင်တာရင်းသားနတ်မျိုးကြီးတည်ရှိလေတဲ့ထိုနတ်မျိုးကြီးအား38ပါးသော နမင်းတို့၏ဘောင်းချုပ်ဖြစ်သောတရားမင်းဥမာရာက ုပ်ချုပ်ပြီးကွေရာနာနတ်မင်းကြီးအပါဝင်နတ်စစ်သူကြီး၄ပါးကအရှိအနောက်တောင်မြောက်လေးမျက်နာကိုအတိအကျစောင့်ကြကြတဲ့နတ်မြို့ကြီးအားပထမအားလိန်ဒုတိယအားလိန်တတိယအားလိန်စတုထအားလိန်ပြထမအားလိန်ဟုပြီးနတ်စစ်သည်များအထက်ထက်ထောက်စောင့်ကြကြလိမ့်တယ်တိုက်ကြတော့အတူရစစ်နဲ့တဲတို့တာရင်သာနတ်မြို့ကြီးကငါတို့နဲ့သာထိုက်တယ်နဲ့တိုက်ကြတော့အတူရနတ်စစ်တဲတို့က စစ်မှန်ချီကတာရင်းသားနတ်မြုပ်ကြီးအားမြင်းမို့တောင်အောက်ချီမှာအထက်သို့တက်ခါသိမ့်ပိုက်လိတယ်အသူရနတ်စစ်တဲ့နေ့တာရင်းသားနတ်စစ်တဲ့တို့စစ်တို့စစ်ပွဲကတပြေးပြေးပြင်ထန်လာတဲ့နောက်ဆုံးတာရင်းသားနတ်စစ်တဲ့တို့ရှုံးကနတ်မြုပ်ကြီးကအားထားခဲ့ပြီး အသက်လူကထွက်ပြေးကြလိတယ်အသူရနတ်စစ်တဲ့တို့လည်းသူတို့စစ်နိုင်တော့ကတရေများဖြင့်အောင်ပွဲခံကြတဲ့အသူရတို့လည်းတရေမှုလွန်းပြီးအကုန်လုံးမထနိုင်တော့ပေထိုခွန်ရေးကိုစောင့်နေတော့ တာရင်းသားနတ်စစ်သည်တို့ကတရေမူးလုံပြီးမထနိုင်တော့အသူရတို့ကိုမြင့်မော်တောင်အောက်သို့ပြစ်ချလိတော့တယ်။အသူရနမင်းပါဝင်နတ်စစ်သည်တို့လည်းအမူးပြေပြီးနိုးလာတော့ခါမိမိတို့မြင့်မော်တောင်အောက်သို့ပြစ်ချခံရသည်ကို သတိရလိတယ်။ထိုချင်းကတက်ခွတ်ပန်းပွင့်ချိန်ဖြစ်တယ်။အသူနတ်တို့သည်လည်းတက်ခွတ်ပန်းပွင့်ချိန်တိုင်းမိမိတို့မြင့်မော်တောင်အောက်ပြစ်ချခံခဲ့ရတာကိုသတိရပြီးအမျက်ထွက်ခါတက်ခွတ်ပန်းပွင့်ချိန်တိုင်းတာရင်းသားနတ်ပြည်ကိုတက်ပြီးစစ်ခင်းလိတယ်။ အတူရနတ်တို့နဲ့တာရင်တာနတ်တို့စစ်ခင်းတိုင်းနိုင်တလဲရှုံတလဲရှိကြတဲ့တခါတော့အတူရနတ်စစ်တဲ့တို့တာရင်တာနတ်မြို့ကြီးတဲ့တို့ချီလာရမျိုးတဲ့တို့ရောက်တည်နေမျိုးဤတောင်လေးတောင်တွင်ရှိသောတကြားမင်းစိုက်ထူထားသောတကြားသက်ဆောင်ကာရာအာမြင်ပြီးလက်နက်ချကထွက်ပြေးလေတယ်။ထိုချိန်မှစ၍ဤကာရာအာတကြားသက်ဆောင်ကာရာဟုခေါ်တွင်လေတယ်။လူလေးအဲ့ဒီကာရာရဲ့တမိုင်းကြောင်းကတော့ဒီလောက်ပဲကွယ်။ ဟုတ်ကဲ့ပါကျွန်တော်စိတ်ဝင်စားစရာကောင်းတာပဲအဲ့ဒီကာရာကတော်တော်လေးစွမ်းမုံရတဲ့စွမ်းနာပေါ့ကွယ်ဒါပေမဲ့လူလေးကအောက်လန်းပညာတတ်ထားရင်တော့အဲ့ဒီကာရာကအစွမ်းပြမှာမဟုတ်ဘူးကွယ်လူလေးကတနေ့အလင်းဘက်ကူးမှသာအဲ့ဒီကာရာစွမ်းမှာကွယ်ဟုတ်ကဲ့ပါဘာပဲဖြစ်ဖြစ်ပါရဲ့ကျွန်တော်အဖေနဲ့အမေကိုလစားချေခွင့်ရရင်ကျေနပ်ပါပြီအေးပါကွယ်ဩဒါနဲ့ပါအဖောက်ကိုပြက်စားရှိသေးတယ်ဘာဟုဆိုကလွယ်တဲကအစိမ်းအောင်ဘူးလေးကိုထုတ်ပေးလိုက်တဲ့ အမ်ဒါဒါအောင်လိုင်းရသာကြီးတယောက်ရဲ့ပညာဘူးပဲမင်းတင်အံ့ဩသွားတဲ့အဘဲကြောင့်ဆိုတော့သူကောက်လာတော့ဘူးလေးမှအောင်လန်းဆရာကြီးတယောက်ရဲ့ပညာဘူးဖြစ်နေတော့ကြောင့်ဖြစ်တယ်အဘမှမင်းတင်အားမေးလေတဲ့လူလေးဒီဘူးကိုဘဲကရတာလေကွယ်ကျွန်တော်လမ်းသွားရင်လည်းကောက်ရတာဖာပညာဘူးမှန်းလည်းကျွန်တော်မသိပါဘူးလူလေးကံကောင်းတာပေါ့ကွယ်အောင်လန်းရသာကြီးတယောက်ရဲ့ပညာဘူးဆိုတော့အစင်းမြင့်တဲ့ကျင့်စဉ်တွေကျင့်စရာမလိုပဲအစွမ်းနေရတာပေါ့ကွယ် ကဲလူလေးနေလဲတော့ဆောင်းနေပြီဆိုတော့ဒိုးရီဒီနာကရွာသိညိုင်းရဲ့ဇရက်တခုမှနာပြီးညကြရင်လူလေးကိုအဖပညာဘူးသွင်းပေးမယ်ကွဟုတ်ကဲ့ပါမင်းနေတို့လေသူတို့ထိုင်နေသောနေရာမှာရွာရဲ့သိညိုင်းဇရက်နားမှာနေပြီးညရောက်တဲ့အခါပညာဘူးသွင်းပေးလိမ့်တယ်ကဲလူလေးကိုဗာပညာဘူးသွင်းပေးမယ်ပါဇက်ကိုဟထားစိတ်ကိုလည်းတည်ငြိမ်အောင်ထားတာမင်းနေလေအဘပြောတဲ့တိုင်းပါဇက်ဟာက စိတ်ကိုတည်ငြိမ်အောင်ထိန်းထားလိမ့်တယ်အဘလေမင်းနေရဲ့ပါဇက်တဲကို ပညာဘူးထဲပေးလိုက်တဲ့ပညာဘူးပါဇက်ထဲရောက်သွားတယ်နေမင်းနေရဲ့ကိုဟာပေါ်ပါသွားပြီးအာအိမ်တွေပစ်သလိုဖြစ်သွားတယ်ပြီးတော့မင်းနေရဲ့ကိုဟာလေပေါ်တို့မြောက်တက်သွားလိမ့်တယ်အဘာမင်းနေကိုကြည့်ပြီး အောင်ဘီဟေးအောင်ဘီဟေးကိုအော်လိတဲ့ပြီးတော့ဘာကမင်းနေကိုလူလေးအောက်ကိုဆင်းလာခဲ့ုံကွယ်မင်းနေလည်းမြေပြင်ကိုစိတ်ညှို့လိုက်တဲ့နေအောက်တို့သူ့လိုလိုဆင်းသွားလိမ့်တယ်ပြီးတော့ဘာကလူလေးရဲ့ပညာကအတော်ထက်နေပြီကွယ် ဒါဆိုရင်ကျွန်တော်အဖေကိုတတ်သွားတဲ့ကဝေးခေါင်ကိုရှင်းနိုင်ပြီပေါ့နော်ဗာ။ဤဘောကွယ်ဒါပေမဲ့လေကဝေးရစာကြီးတယောက်ဆိုတော့ short တော့လို့မရဘူးကွယ်။ဟုတ်ကဲ့ဗာ။မင်းနေတို့စကားပြောနေစဉ်ကောင်းငင်မှာအလင်းလာတာကြီးတကောင်အကွင်းတို့ဆင်းလာတယ်။မြေပြင်တို့လာတာကြီးရောက်တဲ့နေ့မိမကြီးတယောက်ဖြစ်သွားလေတဲ့။ထိုမိမကြီးမှမင်းနေတို့အားငားနေကိုလာပြီ။ငားကိုအကြောင်းမကြားပဲပညာဘူးတွင်းနေပေါ့လေ။ဟုတ်လားအောင်းလန်းကောင်တွေ။အတန်မမထန်ထန်နေ့ ဟိန်ဟောင်းနေသည်ကိုကြားတော့ကမင်းနဲ့စိတ်တူသွားပြီးတိုက်မလို့လို့အဘကလူလေမလုံနဲ့ဒီပြဿနာကိုအဘရှင်းမယ်အဘတားတော့ကြောင့်မင်းနဲ့လည်းဘေးဖယ်လိုက်တယ်အဘမှထိုးဆုံးမကိုကြည့်ပြီးတောက်တစ်ချက်ခောက်ခါမြေပြင်ကို ဖနှောင့်နေပေါက်လိုက်တဲ့ထိုးခါဆုံးမမြေပြင်ပေါ်မှာလူးလိမ့်နေတယ်ဆုံးမလည်းမနိုင်မှန်းသိတော့ကြောင့်ဆရာကြီးကို တောင်းမှန်တဲ့ကျမအရှုံးပေးပါတယ်ကျမကိုခွင့်လို့ပါဆရာကြီးကောင်းပြီ ီတစ်ခါတော့ခွင့်လွှတ်လိုက်မယ်နောက်တစ်ခါဆိုရင်မလွယ်ဘူးမက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာကြီးဆရာကြီးတို့နာမည်လေးကို ပြောပြခဲ့ပြီးပါလားဆရာကြီးထို့အခါဆရာကြီးကငါနာမည်ဒီဝမင်းနေကလည်းသူ့နာမည်ကိုပြောလေတယ်ကျွန်တော်နာမည်ကမင်းနေပါဟုတ်ကဲ့ပါဆရာကြီးတို့အကူညီလို့ရင် ကျမနာမည်မဲတင်းလုံသာတလိုက်ပါအရောက်လာခဲ့ပါမယ်အခုတော့တော့ခွင့်ပြုပါအောင်ကောင်းပြီဆုံးပါလေပြန်သွားရောဆရာကြီးမင်းနေကိုလူလေး ဒီညတော့နားလိုက်အောင်ကွမနှက်ဖန်ကြမှာပညာတဆင့်တက်ပြီမဲကွဟုတ်ကဲ့ပါမင်းနေလေအဘကိုနှုတ်ဆက်ပြီးအိယာဝင်ခဲ့တယ်ပင်မမှုတန်းကြောင့်လေခေါင်းချတည်နေအိပ်ပျော်သွားလိမ့်တယ်မင်းနေပင်မမှုတန်းတို့ကြောင့်မျက်လုံးမိတ်လိုက်တည်နေအိပ်ပျော်သွားလိမ့်တယ်မိုးလင်းတော့အဘမှမနှုတ်ပဲနိုးလီတော့တယ်လူလေထတော့ကွနေကထန်းထပြကြော်နေပြီဟုတ်ကဲ့ပါကျွန်တော်ထပါပြီလူလေးထပါပြီဆိုရင် ခိုကခုံမှာတင်ထားတဲ့ထမင်းကြက်နဲ့ပဲပြုတ်ရှိတဲ့မျက်နှာတက်ပြီးတော့သွားစားကြည့်ကွယ်မင်းနဲ့အံ့ဩသွားတယ်အဘကမနေ့ကစားစရာမရှိလို့သူ့စီမှာပါတဲ့ထမင်းနဲ့ရေဘူးကိုပြလိုက်တယ်မဟုတ်လားအခုဘလို့လုပ်ပြီးတော့ထမင်းနဲ့ပဲပြုတ်ကရတာလေဟုစဉ်းစားနေလေတယ်ထိုခါဘမှမင်းနဲ့ဟာလူလေစဉ်းစားမနေနဲ့ကွယ်ဒါလူလေးရဲ့နောက်တော့တိလာမှာပေါ့အခုတော့စားစရာရှိတာစားပြီပြီးရင်ပညာသင်တက်ရမယ်မင်းတင်လေ အဘကသူ့စိတ်ကိုသိနေတော့ကြောင်းဘာမှဆက်မတွေးတော့ပဲမျက်နှာတပီးဘာပေးတဲ့ခုံမော်ကထမင်းနဲ့ပဲပြုတ်ကိုစားလိုက်တယ်။မင်းနေလေထမင်းစားပြီးတော့အဘကိုလိုက်ရှာတော့ဆရဲအောက်မှာတွေ့တော့ကြောင်းအဘနာသွားပြီးညကလာသွားတဲ့ဆုံးမအကြောင်းကိုမင်းမြန်လိုက်တယ်။အဘညကလာသွားတဲ့ဆုံးမကဘဲကလေပြီးတော့ဒီညကသူ့နယ်လို့လဲပြောသွားသေးတယ်။ထိုကဘမင်းနေအားကြည့်၍ပြောလိုက်တယ်။လူလေး ညကလာသွားတဲ့ဆုံးမကဒီရွာနီးချုပ်ဆက်ကရွာသူတယောက်ပဲပြီးတော့သူ့နယ်လို့ပြောသွားတာကပညာတယ်တွေကသူ့နယ်ကိုနယ်ဆိုပြီးတော့နေမြေတက်မဲ့ပြီးနေကြတယ်ပညာတယ်တယောက်ကတခြားနယ်သွားမယ်ဆိုရင်သူ့သွားမယ်နယ်ကပညာတယ်စီခွင်တောင်းရတဲ့ခွင်မတောင်းမဲ့ဝင်လို့ကတော့သူ့သေးကိုသေးပညာပြန်ရတဲ့ပညာပြန်ရင်လေအရန်ကြောက်စရာကောင်းတယ်ရှုံးရင်သေးအသေးတက်ပြစ်တယ်ဟင်အဲ့ဒီလောက်ထိတောင်လားဗျအေးကွယ်ဒါဆိုရင် ညာတော့ကပညာလာပြိုင်ပြီးရှုံးသွားတဲ့ဆုံးမကိုကြဘာလို့မတတ်တာလဲဒါကတော့ဒီလိုကွယ်လူတစ်ယောက်ကကိုမမန်းတိလို့တောင်းမရင် ခွင့်လို့ပေးရတယ်ကွယ်ခွင့်မလို့ပဲလက်လွတ်စပယ်လှုပ်လိုက်မယ်ဆိုရင်သူ့အမကနေကိုအမဖြစ်တတ်တယ်ကွယ်ဟုတ်ကဲ့ပါမင်းနေလေစုံအောင်စိတ်ဝင်စားသဖြင့်အဘအားမင်းမြန်လိတဲ့အဘကျွန်တော်ကိုစုံအောင်နည်းနည်းလောက်ပြောပြပါလားအေးကွယ်လူလေးသိကြရင်ပြောပြမယ်ကွယ်ဟုတ်ကဲ့ပါ လောကီအငယ်တော်ကြံကြီးရစုံကြီးခုနှစ်ပါးရှိတယ်ဆိုတဲ့ရင်းတော်ကခြေဆုံးခေါင်းဆုံးကိုဆုံးမောင်းလုံးဆုံးမောက်ပြားဆုံးအိမ်တလိန်ဆုံးကဝေမြောက်ဆုံးဟူ၍ခုနှစ်မျိုးတည်းတခြေဆုံးသည်တည်တည်တိပွင့်ကိုသာစားတယ်ခြေကိုယ်တော်၎င်းခြေအားတော်၎င်းကိုတိုင်ကံရမှာဖန်းစားနိုင်သည်ဟုဆိုရှိတယ်ရင်းကိုရွာသူဟုလည်းခေါ်ကြတယ်နှင့်ခေါင်းဆုံးသည်တည်တည်မဲ့အချိုချင်းကိုစားတယ်အရက်ကိုယ်တော်၎င်းခြေအားတော်၎င်း ိုတိုင်ထိမှထန်းစားနိုင်တယ်။ယင်းကိုနဘာတက်ဟုလည်းခေါ်ကြတယ်။သုံးကိုဆုံးသည်မစင်ချီချောက်ကိုသာစားတယ်။ခြေရာကိုတိုင်ထိရမှဖန်းစားနိုင်တယ်။ယင်းကို စင်ခုတ်ဟုလည်းခေါ်ကြတယ်။လေမောင်းလုံးဆုံးသည်အသွေးသားရကွေကိုစားတယ်။ကိုတိုင်မင်းကထိနှန်းရှုပ်ရမှဖန်းစားနိုင်တယ်။ယင်းကိုဆုံးဟုလည်းခေါ်ကြတယ်။ငါမောက်ပြဆုံးကအိုသည်မြစ်ကိုစားတဲ့မောင်လုံးဆုံးကဲ့သို့ပင် ကိုတိုင်းမင်းရထီရ နန်းရှုပ်ရမှသာဖန်ဆားနိုင်တယ်။ယင်းကိုဇွာတမှုလည်းခေါ်ကြတဲ့6အင်တလန်ဆုံးသည့်အကျော်လောအစီစိမ့်တို့ကိုစတယ်။အမြင့်မောင်းကိုတိမမိမိလက်အောက်ရှိ38မင်းတို့ကိုစေပါခိုင်းရန်ဖန်ဆားနိုင်တယ်။ယင်းကိုဇော်ကနေဟုလည်းခေါ်ကြတယ်။ခုနှစ်ကဝေမြောင်ဆုံးကလူသွေးလူသားလူယုတ်ကို စားတယ်။အမိနမကိုတိရမမိမိလက်အောက်နှက်တို့ကို စေပါခိုင်းဖန်ဆားနိုင်တယ်။ယင်းကို ကဝေဟုလည်းခေါ်ကြတယ်။ ခြေဆုံးခေါင်းဆုံးကိုဆုံး၃ယောက်တို့သည်လူကိုတရားမဖမ်းစားနိုင်ကြံ၄ယောက်သောဆုံးတို့သာလျှင်လူကိုတရားဖမ်းစားနိုင်သည်ဟုဆိုရှိသည်ကဝေတာရာကျမ်းလို၌ခြေဆုံးခေါင်းဆုံးကိုဆုံးမောက်လုံးဆုံးမောက်ပြဆုံးတို့သည်ရင်းတို့၏ကိုကိုရနှင့်အထူးမရှိခြင်းကြောင့်မိမိတို့ကိုယ်တိုင်ဖမ်းစားကြရတဲ့အင်ဂျလင်ဆုံးနှင့်ကဝေမြောက်ဆုံးတို့၌မူအထူးကိုကိုွယ်သောနတ်များရှိခြင်းကြောင့်ရင်းနှတို့ကိုစည်းစား၍ဖမ်းစားနိုင်သည်ဟုဆိုရဲအချို့သောကျမ်းပြပုဂ္ဂိုလ်တို့၏အလို၌ဇောကနီကို ဆုံးဥွေမပြခြင်းမိစ္ဆာနမိတ်စိမ့်ဟုသာ ဆိုကြတဲ့ကဝေတာရာကျမ်းလိုဇောကနေဟုရ၌တေဒေဝဇောကနေအောက်တန်းနဲ့ဆိုနတ်ယုံများနေဗျက်ကဇောကနေကြားနေရှင်သောနှစိမ့်များသုံးယက်ခဇောကနေဘေလူတရေဖောက်ပိတ်တာများလေကနာယာဇောကနေအထက်ပါဇောကနေတို့ကိုအစိုးရသောနှစိမ့်များဟု၍ဇောကနေလေးမျိုးရှိတယ်။စုံချောင်းကတော့အဲ့ဒါပဲကွယ် ဟုတ်ကဲ့ပါအခုလိုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရပါတယ်ကွယ်ကဲအခုလူလေးကိုပညာတဆင့်တက်ပြီမယ်ကွယ်အခုတက်ပြီမယ်ပညာကျင့်စဉ်ကမိမော်ဒေမိမော်ကတာမန်မိမော်မဟုတ်ဘူးနမင်းတို့ရဲ့အတက်ကိုတော့ချွေးနိုင်တယ်ပညာစင်တစ်ခုပဲအဲ့ဒီလောက်ထီတော့လားဗျဟုတ်တယ်ကွယ်ကဲပညာကျင့်စဉ်တက်ပြီမယ်အတက်ကိုဝအောင်ယူစိတ်ကိုညင်အောင်ထားဘာတန်ကြကြမျက်လုံးဖွင့်မကြည့်နဲ့ အဘကရပြီဆိုမှမျက်လုံးကိုဖွင့်ကြည့်ကြားလာကွယ်ဟုတ်ကဲ့ပါမင်းနဲ့လေအသက်ကိုဝအောင်ရှုစိတ်ကိုတင်းညောင်းထားလိုက်တယ်အဘကမင်းနဲ့ရဲ့ကောင်းကိုကိုင်ကပါဇက်မှတူတူတူယွနေလိမ့်တယ်အချိန်နှဲငယ်ကြာတော့မင်းနဲ့ကောင်းကတဖြည်းဖြည်းပူလာပြီးချွေးသီးချွေးပေါက်များကျလာတယ်မင်းနဲ့လေမခံနိုင်တော့သည်ဆိုမြေပြင်ပေါ်သို့လဲကြကာနီမှာအဘကမင်းနဲ့အားလူလေတောင်းခံထားစမ်းပြီးတော့မင်းနဲ့လေအဘအတန်ကြားသဖြင့်စိတ်ကိုစူးစိလိုက်ပြီး ကိုကိုကိုထိမ့်လိုက်တယ်ခဏကြာတော့အဘမအောင်မဟိအောင်မီဆိုတဲ့အတန်ကိုကြားပြီးမင်းနဲ့လည်းအဘအတန်ကြားပြီးမကြမီမေးလဲသွားတော့တဲ့ညနေဆောင်ရောက်တော့မင်းနဲ့လန်းလို့လာတဲ့မင်းနဲ့လည်းအဘကိုလိုက်ရှာကြည့်တော့ဇရက်အောက်မှာမီးလုံနေတယ်အဘလည်းမင်းနဲ့ကို တွေးတော့ခါလို့လေနိုးပြီလားကွဟုတ်ကဲ့ပါကျွန်တော်နိုးပါပြီဒါနဲ့အဘကိုကျွန်တော်မေးစရာလေးရှိလို့မေးလို့ရမလားပါရပါတယ်ကွမေးပါ ကိုတစ်ခေါက်တော့ကအဘနဲ့ကျွန်တော်ကိုနာမည်မေးတော့အဘနာမည်ကဒေဝလို့ပြောတယ်။အဲ့ဒီနာမည်ကအဘနာမည်အရင်လား။အေးကွယ်ဒေဝဆိုတာကအဘရဲ့နာမည်အရင်ကွယ်ဘာဖြစ်လို့လဲလူလေးရဲ့။ဘာမှမဟုတ်ပါဘူးဘာရဲ့ဒီတိုင်းမေးကြည့်တာပါ။အေးကွယ်လူလေးကိုအဘပေးစရာရှိသေးတယ်။ကျွန်တော်ကိုဘာပေးမှလဲဗျ။အဘရဲ့နောက်ဆုံးဆက်ဖြစ်တဲ့ဓာကြီးလေးပါးဆက်ကိုလူလေးကိုပေးခဲ့လို့ကွယ်။အဲ့ဒီဆက်နဲ့ဆိုရင်တနကျိုးကဝေး ကဝေးရသားတွေလောက်တော့ဖနောက်တစ်ချက်ပေါက်ုံနဲ့အသွေးအံနိုင်နေကွမင်းနဲ့လေအဘစီမာစကားကိုကြားတော့ကအလွန်အံ့ဩသွားလေတဲ့ဆနကျိုးကဝေးတွေကဝေးရသားတွေတောင်မခံနိုင်တဲ့စက်ဆိုတော့တော်တော်ပြင်းမုံရတယ်အဲ့ဒီဆက်နဲ့ဆိုရင်ငါ့အဖေနဲ့အမေကိုတတ်တဲ့ကဝေးစုပ်ကိုအေးအေးဆေးဆေးတက်လို့ရပြီထို့နောက်အဘမလူလေးကိုပါ ပေးခဲ့တဲ့ဆက်ပညာတွေနဲ့လူသားတွေကိုကူညီပါအဘလေအလင်းဘက်ကူးရတော့မေကွယ် လူလေးနဲ့ပါအခုလိုဆုံတွေ့တာ အတိတ်ဘဝကရေးဆက်ကြောင်ပဲလူလေးတက်နေအလင်းဘက်ကိုကူးရမှာပဲကွဟုတ်ကဲ့ပါကျွန်တော်ဂရီပေးပါတယ်ကျွန်တော်ပညာက အောင်လန်းပညာဆိုပေမဲ့ကျွန်တော်တသမပညာနဲ့ကိုညီမှာပါအေးကွတာရုတာရုတာရုကဲလူလေးကိုအဘပညာပေးမယ်ပါဇက်ကိုဟထားကွမင်းနေလေအဘပြောတဲ့တိုင်းပါဇက်ဟထားလိမ့်တယ်အဘက သူစားနေတဲ့ကွန်းရကိုထုတ်ပြီးကျွေးလိုက်တဲ့မင်းနဲ့လေအဘာကျူးသည့်ကွန်းရကိုစားလိုက်သည်နေတပြိုင်နက်ကိုထဲမှာအိုင်းတွေပြည်လာသလိုခံစားရလိမ့်တဲ့ထိုးနောက်အဘမှာကဲလူလေးအဘရဲ့ပညာအကုန်လူလေးကိုပေးထားခဲ့ပြီးကွယ်အဘသွားတော်မယ်ကွယ်ဟုဆိုကပျောက်သွားလိတော့တယ်မင်းနဲ့လေကြောင်တောင်တောင်ဖြစ်သွားတယ်ပြီးမှယုံယုံမရငိုချလိုက်တော့တယ်မင်းနဲ့လေဝမ်းနေတဲ့စိတ်ကိုအာတင်ထားလိုက်တဲ့အဘပြောတဲ့စကားကိုပြန်လဲကြားယောင်လိုက်ပြီး ခုနှစ်ရက်သားသမီးအတွက်ပဲဖြစ်စီရမယ်ဟု ဆုံးဖြတ်ချက်ချလိုက်တယ်။မင်းနဲ့ဇေယျထဲမှာထိုင်နေစဉ်ရွာထိပ်ကလူနှစ်ယောက်လမ်းလျှောက်လိုပြီးစကားပြောလိုက်တဲ့ငါတို့ဘယ်လိုလုပ်မလဲ။တကြီးကငါတို့ကိုဆရာရှာခိုင်းတာလာသမျှဆရာတွေကလည်းပြန်ပြေးကြတာအခုဘယ်ဆရာကိုတွားရှာမှာလဲ။ငါလည်းမသိဘူးကွာ။တကြီးကစာဆိုးတော့လေရှာရတော့မှာပေါ့ကွာ။ငါတို့ဟိုဆက်ပေါ်မှာထိုင်နေတာအမေရောင်ဝတ်စုံနဲ့ဆရာများဖြစ်နေမလား။ ာကွာမင်းကလေအောင်လန်းစရာဖြစ်နေရင်ဘလို့လုံးမလဲဘလို့ဖြစ်ဖြစ်ကွာမင်းကြီးတော့လေတီးရတာဘောကွာထိုလူနှစ်ယောက်ကမင်းနေထိုင်နေတဲ့ဆင်နားလာပြီးမင်းနေအားရိုးနောင်ကြီးနောင်ကြီးစေးစရာထင်းနေအရင်တော့ကဒီနားမှာမတွေ့ဘူးဘူးဟုတ်ကဲ့ကျွန်တော်ကနည်းလေပြီးစေးကုနေတာပါဒီလိုဆိုရင်ကျွန်တော်တို့ယောကယောဂတဲ့ကိုကြည်ပြီးလို့ရမလားဟုတ်ကဲ့ရပါတယ်ခင်ဗျာကျွန်တော်လိုက်ကြည့်ပေးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာအဲ့ဒါဆိုရင် ရွာလေးလိုက်ခဲ့ပါလားခင်ဗျဟုတ်ကဲ့ရပါတယ်ခင်ဗျလိုက်ခဲ့ပါမယ်ထိုနှစ်ယောက်ကမင်းနေအားဦးဆောင်ပြီးရွာထဲသို့ဝင်လေတယ်ရွာထဲသို့မဝင်မီရွာထဲမှာဆက်တွေလွှတ်ထားတာဗျကျွန်တော်လည်းဆက်တွေဖက်ပြီးရွာထဲကိုဝင်နေရွာထဲသို့ရောက်တော့ကပြင်းအောင်အင်ကြီးတဲ့အိမ်သို့ခေါ်သွားတယ်ထိုအိမ်သို့ရောက်တော့ကလူကြီးတစ်ယောက်ကထိုင်နေပြီးမျက်နှာအနှဲငယ်ပြက်နေတယ်အိမ်ပေါ်မှာလည်းမိန်းကလေးတစ်ယောက်ကယောက်ျားလေးတန်ပေါက်နေပြီးဝုံနိုင်ကျင်းနေတယ် ထိုလူကြီးနားသို့မင်းနဲ့အားခေါ်ဆောင်လာသူမြောက်ထဲမှတယောက်သွားပြီ။တကြီး तू ကဆေးစရာပါဗျာ။ရွာပြင်ဆက်မှာတွေ့လို့ခေါ်လာတာ။ဟုတ်လား။ဘာပဲဖြစ်ဖြစ်ငါသမီးလေးကိုတော့ကူခိုင်းကြည့်အောင်မယ်ကွာ။ထိုးနောင်မင်းနဲ့နားကိုလာပြီ။ငါတို့ရဲ့ဥလိသမီးကိုကဲပေါင်းကွယ်။ဟုတ်ကဲ့ကျွန်တော်ကဲပေးပါမယ်။ဘလို့ဖြစ်တယ်ဆိုတာကျွန်တော်ကိုရှင်းပြပါဦး။ဦးလေးတို့လည်းတရားမသိပါဘူးကွယ်လွန်ခဲ့တဲ့တပတ်ကနေစပြီးတော့သမီးလေးငိုလိုက်ကြီးလိုက်နဲ့ပြီးတော့ ယောက်ျားတန်ပေါက်ပြီးတကြီးခမသမီးကိုကျုံနဲ့ပေးစားရမယ်ပဲပြောနေတယ်။ဆရာတွေခေါ်လာလဲစုံနေပြီ။လာသမျှဆရာတွေကလည်းပြေးကြတာများပြီ။အခုလေဆရာခေါ်လာတဲ့ဆိုလို့အိမ်ပေါ်မှာဝန်းတိုင်းကျနေတာ။ဟုတ်ကဲ့ကျွန်တော်ကူပေးပါမယ်။ဦးလေးကျွန်တော်ကိုလူနာစီခေါ်သွားပေးပါ။တကြီးလေမင်းနဲ့အာသူသမီးစီ ခေါ်သွားလေတဲ့အိမ်မော်တို့ရောက်တော့ကမင်းကလေးကသူ့အားကြည့်ကဘယ်ဆရာတွေခေါ်လာပြန်ပြီလဲ။တကြီးအရင်ဆရာတွေလို့ ီစရာလဲပြန်ပြေးခိုင်းစေချင်နေတာလားဟုပြောကရည်နေတယ်။မင်းနေလေလူနာကိုကြည့်ကအတော်ဆွမ်းနေတယ်ပေါ့လေ။ကဝေကောင်းဟုပြောလေတဲ့။မင်းဒီမိန်းကလေးကိုဘာလို့နှောက်ယှက်နေတာလဲ။ထိုကကဝေကောင်းမမင်းနေအား။ဟောင်းမာအောင်လန်းကောင်းကမြ။ငါ့ကိုပြန်ပြောရည်ပေါ့လေ။ဟုတ်လား။ငါသမီးကြီးစားစကားပြောတာကိုလက်မခံတဲ့အပြင်ပားရိုက်လို့မတ်လောက်လောက်လောက်တာလား။ငါသူ့ကိုရောင်းယူပြမယ်ကွာ။အောင်လန်းဟုပြောလိုက်တော့က ြည်နေတော့လူအုပ်ကြီးမှာတွန်းသွားလိမ့်မယ်။မင်းနဲ့လေစိတ်မရှိတာနဲ့အဘာပေးထားတဲ့မိမော်ကို ထုတ်လိုက်တဲ့ကဝေကောင်ကမိမော်ကိုမြင်တော့ကအံ့ဩပြီ။မင်းမိမော်ကိုဘလို့တက်တာလဲ။မင်းလိုကောင်ကမိမော်ကိုတက်တာမဖြစ်နိုင်ဘူး။ဖြစ်နိုင်လို့မင်းတွေ့နေရပေါ့ကွာ။ကြားရကွာ။ကဝေကောင်မင်းအကုတို့ကိုငရဲမှာတော့ခံပေးအောင်တော့ကွာ။ကဲကွာ။မင်းမင်းအာကဝင်းကောင်စကားပင်မဆုံးလိုက် မင်းနေပစ်လိုက်တော့မင်းမောင်ကြောင့်အသက်ထော်သွားလိမ့်မယ်။ကဝေကောင်လေးထွက်သွားရောမင်းကလေးကလည်းခွေလဲကြာသွားလိမ့်တယ်။မင်းရင်ကတကြီးကိုရေတခွက်ခတ်ခိုင်းပြီးရေကုန်မန်းကတောက်လိုက်တယ်။မကြမီမင်းကလေးတတိရလာတဲ့မင်းကလေးတတိရလာတော့ခါကြည်နေတော့သူတွေကမင်းကလေးနာသွားပြီးဖက်ရည်ဝမ်းတာလို့ငိုတဲ့သူကငိုပျော်လို့ခုံတဲ့သူကခုံနေလေ။မင်းနေကိုတော့ရှိတယ်လို့တော့မထင်ဘူး။မင်းနေလေလူတွေကြားထဲမှာမုန်းကြက်တော့ကြောင့်အိမ်မော်ကဆင်းလာပြီး ခြေဦးတရာထွက်လာခဲ့လေကြော်တယ်။ဟုတ်ကဲ့ပါခင်ဗျာ။စာရေးဆရာအောင်လေးညကြရေးသားထားတဲ့အောင်လန်းမင်းနေဆိုတဲ့ပြလောကဇလန်းကောင်းလေးရဲ့အပိုင်းတစ်ခုဒီမှာပဲနားပါမယ်ခင်ဗျာ။ကြံရှိနေတဲ့အပိုင်းဆက်များကိုစောင့်မျှော်အားပေးကြပါအောင်ခင်ဗျာ။ဇလန်းလေးကိုစောင့်နားထောင်ပေးကြတဲ့အတွက်တအူးတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။